哎。 ပင်းတရမျိုးတွေကိုရှောက်လိုက်မှဖြစ်ပါတယ်ပြီးရင်တော့ကလော့မျိုးကိုပြင်ကြမှာပါတပတ်ခါကြရင်လွယ်မိုင်းတောင်တက်မှာမို့တောင်ပေါ်မှာအိမ်မှာဆိုတော့အတက်ဆင်းစုစုပေါင်း၂ရက်ကြာမှာပါအဲ့ဒါကြောင့်ကလောကငှားလာတဲ့ဆိုင်ကလေးကိုပြန်အပ်မှုပါကျမတို့ကမြေပြတ်သူမြေပြတ်သားတွေမို့လို့ခုလိုအရှိလမ်းမပေါ်ကနေထွက်လိုက်တာနဲ့တောင်တန်းကြီးကိုမြင်ရတာရမ်းသဘောကျတာပဲရှင်ခုကတော့ပင်တရာဟော်နန်းကိုသွားမလို့ပါ ဟော်နန်းဆိုတာကတော့ရှမ်းစော်ပါရီစံမြန်းခဲ့တဲ့နန်းတော်ဖြစ်ပါတယ်။အခုထပ်တည်လဲဆော်ဝါမျိုးဆက်တွေဆက်ပြီးနေထိုင်နေတော့မှာအရင်ကတော့ဝင်လေ့လာလို့ရပေမဲ့ခုတော့ဝင်ဝင်မရတော့ပါဘူးတဲ့။အဲ့ဒါကြောင့်အပြင်ကနေပဲပတ်ကြည့်ပြီးတော့ဟော်နန်းရှိကလည်းဖိတ်ဆိုင်ပါပဲမင်းစာစာပြီးပြန်ခဲ့ကြပါတယ်။ ကတော့ရွှေဥမင်တဘာဝနိုင်ကူဘုရားကြီးကိုသွားမလို့ပါ။မနေ့ကမိုးချုပ်ခန်းကြီးရောက်ခဲ့တဲ့ဒီပင်ကြီးကြီးတွေနောက်လည်းသွားကြည့်ပါမယ်။ဒီပင်ကြီးတွေကိုညောင်ကျက်ပင်လို့ခေါ်ပါတယ်တဲ့။တတော်ကိုကြီးတဲ့ပင်ကြီးတွေပါ။အခုတော့ညောင်မင်းတန်းကြီးတွေအောက်ကိုရောက်သွားတော့အဘာဒါကားလေးရောက်သွားသလိုပဲ။စကားတွေကစိတ်ကူးရင်ဆွဲထားတာဆိုပေမဲ့ဒီပင်ကြီးတွေကတော့တကယ်ဆိုတော့အံ့ဩစရာကြီးပဲเนาะ တက်တန်းဘလောက်ရှိပြီလဲမသိပေမဲ့လို့ခုထီလူစီကားရဲ့မျိုးတွေမှာအများကြီးရှိနေရမြင်ရတော့အရင်သဘောကျရပါပဲရှင်။ ချင်းဦးမြင့်တဘာဝလိုင်ကူကဂူပေါက်၃ခုရှိပါတယ်။အခြေဆုံးနဲ့အမြင့်ဆုံးကူကတော့ပင်လယ်ရေမျက်နှာပြင်အထက်ပေ4,980မှာရှိပါတယ်တဲ့။တောင်ပေါ်ကိုခူကလန်းလေးကနေတက်သွားလို့ရပါတယ်။ဒါကတော့ပင်းတရမျိုးရဲ့တန်တိုင်ပုံမြင်တစ်ခုဖြစ်တဲ့မင်းသားနဲ့ပင်းကူကြီးရဲ့ရုပ်တုဖြစ်ပါတယ်။ င်းဝင်ကိုကြီးဟာထုံးချောက်ကိုဖြစ်ပြီးတော့ဘူမိပေဒာပညာရှင်တွေရဲ့ခံမှန်းချက်အရာတက်တန်းနှစ်ပေါင်းတန်းနေရာခန့်ရှိပါပြီတဲ့ ီကူထဲမှာရှိတဲ့ပိုးတိုက်ဝါတော်တွေကလည်းအစောဆုံးကုမောင်ခေလက်ထက်တော့ကလေးကစတင်ခဲ့တာပါတဲ့ 叫境外。<noise> <noise> ော့ပြင်းတဲ့မျိုးနဲ့ရှောက်ပတ်ချင်နေရပါ။ 这什么来着？这什么来着？俺妹的娘嘞！俺妹的娘嘞！出来一下嘞，赶紧！在查来呀！在那干？在那干？弟弟，弟弟，弟弟，把娘给捉住，捉弄哦。 လောက်လောက်လောက်ရအားရရအောင်လို့ပြကြအောင်ရပြီရပြီတော့ရှမ်းပြည်မှာမလကာတီတွေဘယ်သူမှမစားကြဘူးလားနော်မင်္ဂလာပင်တိုင်းမှာအတီးတွေပြုတ်ခဲပြီးမြင်နေကြတာကြီးကြရရတယ်အများကြီးပဲဒီတိုင်းပဲရှမ်းပြည်ရောက်တာ၄ရက်ရှိပြီမပြောရဲလို့အခုမှမင်းနေနေတော့လို့ဆိုင်ရှင်ကိုခွင့်တောင်းပြီးတော့ခုခဲ့လိုက်ပါတယ်စချမ်းသာတော့ပါပြီကျေးဇူးများကြီးတင်ပါတယ်နော် တောက်ပြီးအပြန်တဲနေရာမှာအထုပ်တွေပြင်ပြီးတော့ပြန်ထက်ခဲ့ပါပြီ။ရှီယာလန်ကလေးမှာညာဘက်ကိုချိုးပြီးမင်းလမ်းမကြီးတိုင်းသွားရင်တော့အောင်မတ်ကိုရောက်မှာဖြစ်ပါတယ်။ဒါပေမဲ့ကျမတို့ကမင်းလမ်းမကြီးတိုင်းမသွားပဲရွာလေးတွေတရာပြီးတရာဖြတ်ပြီးပတ်သွားချင်တာမို့ဟဲဟိုးသွားတဲ့လမ်းကနေသွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ နေရင်လည်းရှေ့မှာမိုးတွေအုံလာလို့မူးကလေးချိုးထားပါဦးမယ်။ဆိုင်ငင်ကားရဲ့ဆိုင်ကမူးကနှစ်ထဲထည့်ပေးပါရစေ။မိုးရင်းဆိုင်ငင်နဲ့တွားရတဲ့ခက်ခဲတွေရတခုလို့ပြောရမှာပေါ့နော်။ဆိုင်ငင်မောင်းရင်းနဲ့မိုးရတဲ့ခါကျရင်လေရန်တိုက်တာမိုးတော်တော်လေးအေးပါရစေ။ တို့ဟဲဦးမျိုးတွေရောက်တဲ့အချိန်မိုးတွေတိမ်မဲယူပါနေလို့ဗီဒီယိုလေးမြဲခဲ့ရပါဘူးအခုစရက်လေးမှာမိုးခဏခိုပြီးတော့မိုးဆဲရင်ပြတ်ထွက်ပါမယ်လက်တွေထုံပြီးတော့တော်တော်လေးအေးနေပါပြီ ချိန်ကတော့နေ့လယ်နှစ်နာရီလောက်ရှိပါပြီ။ပင်တရားကနေတောက်လျှောက်ဝန်းလာခဲ့တာစုစုပေါင်းနှစ်နာရီခွဲလောက်တော့ကြာပါတယ်။လေးလစာသမင်းစားခဏနာပြီးခီးဆက်ခဲ့ကြပါတယ်။ တဲ့နေရာမှာအထုတ်တွေချခဏနာပြီးကော်ပီတောက်ဖို့ပြတ်ထွက်ခဲ့ကြပါတယ်။ ော်ပီတောက်ပြီးပြန်มาတော့ကျမတို့လေးရလုံးစီးထားတဲ့ဆိုင်ကလေးကိုပြန်မအပ်ခင်ရေချိုးပေးနေတာဖြစ်ပါတယ်ဆိုင်ကစီပြီးတော့မိုးရွာလာလို့မိုးခနာကိုလိုက်ပါအောင်မယ်။ ုတ်တိတ်သွားပြီးရဲ့နောက်မြူကိုရီချာကကလော့မျိုးလေးဟာစိတ်ကူးရင်ဆက်ဆန်းတဲ့အရန်ကိုလာနေရမှုဆိုင်ကလေးနဲ့တပတ်ပတ်ချစ်လိုက်ပါအောင်မယ်။ ော့ဒီမှာပဲပြီးပါပြီ။ဗီဒီယိုလေးကိုကြိုက်တဲ့ဆိုရင် like and subscribe လေးလုပ်ခဲ့ဖို့မမေ့နဲ့နော်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်။တတ။